ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK Story ကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN နဲ့ဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ဝန်ဒီကကြည့်ပါဦးလူတိုင်းလူတိုင်းကလိုဟရီမီးပုံပွဲကိုပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေကြတယ်မတို့ကိုလည်းကြည့်အောင်မတို့မှာဆင်းရဲလွန်းလို့လိုဟရီမီးပုံပွဲတော့မလုပ်နိုင်ဘူး ငါတို့အချိန်လေးကလိုအပ်တဲ့မြေပဲတွေ၊ပန်းတွေ၊ကောက်ရိုးတွေဒေါ်လာတွေဘာမှမမွေးနိုင်ဘူး။ကျမတို့ပန်းချပီတွေအတွက်ဒီပွဲလောက်တာဂုံယူစရာပဲ။ဒါပေမဲ့ကျမတို့တွေဒီနေ့လုံနိုင်မှာမလားတော့မသိဘူး။မမေဖေဖေစိတ်မပူပါနဲ့။တောင်းတွေတင်းနည်းနည်းနဲ့တိတ်ကိုင်းချောက်တွေရှာလာခဲ့မယ်။စင်းရတော့ရောဘာဖြစ်လဲ။လူဟီတော့ကျင်းပါမှာပေါ့။ကိုကြီးပြောတာမှန်တယ်။စင်းရတော့လေဈေးတတတတနဲ့မိဘုံပွဲလုံလို့ရတာမျိုးဈေးကနေဝယ်လာခဲ့မယ်။မြေပဲပန်းပေါက်ပေါက်အကုန်ဝယ်လာခဲ့မယ်။ ကျမတို့အားလုံးအခုလိုဒီလိုဒုက္ခခံနေရတယ်ဆိုတာကပိုလူကြီးကြောင့်ပဲဖြစ်နေတာလေမနေ့ကဆိုကျမတို့တွေလူဟရီကိုအကြီးအကျယ်လှုပ်ခဲ့တာအမေမှတ်မိတယ်မလားမှတ်မိတာပေါ့ဟိုမှာကြည့်စမ်းလူတိုင်းလူဟရီကိုကောင်းကောင်းလှုပ်နေကြတာအဲ့ဒီချိန်မှာပဲသူတို့အင်းနီးချင်းကပန်းပန်းလေးယူပြီးသူတို့စီကိုသွားခဲ့ပါတယ်ဟဲ့အဝင်ဒီကအမတို့ဒီနေ့လူဟရီကိုမလှုပ်ဘူးလားလာလေကျမတို့တော့ဖျားတော်ရှိခိုးပြီးပြီး လိုဟရီပွဲမှာအများကြီးအများကြီးပျော်ရွှင်ပါစေနော်။ညီမလည်းလိုဟရီမှာအများကြီးအများကြီးပျော်ရွှင်ပါစေ။အချိန်ကြီးကပြောင်းလဲသွားပြီလေ။အရင်ကတော့လိုဟရီကိုခက်ခက်နာနာကြီးလုပ်ကြတာပါ။အမတို့မြေပဲစားလေ။မဟုတ်ရင်ဒါတော့စားရမှာမဟုတ်ဘူး။အမတို့ကအရန်စင်းရတာလေ။အန်ဒီအန်ဒီပြောစရာပြင်သွားလို့ရပါပြီ။ကျေးဇူးပါပဲ။အင်းကြီးချင်းကဘဘလီရဲ့စကားကိုကြားပြီးပါဇက်ပိတ်သွားခဲ့ပါတယ်။ ပြီးတော့ပြန်သွားခဲ့ပါတယ်။သူတို့တမိသားစုလုံးကဝမ်းနေနေကြပါတယ်။မမေပပေဒီနေ့လိုဟရီမီးပုံပွဲကိုတော့ကျွန်တော်တို့လုပ်ကိုလုပ်ပြမယ်။ဘလို့ပဲလုပ်ရလုပ်ရပေါ့။လာသွားကြမယ်။အိမ်မှာစားဖို့တောက်ဖို့တော့ဘာမှမရှိဘူး။မဟုတ်ရင်တော့စားဖို့တစ်ခုခုလုပ်လိုက်တယ်။အခုတော့ကျမတို့လည်းစောင့်နေုံပဲရှိတာပေါ့။ဒီတော့ချွေးမငှားရောက်လုံးကရောက်ကတိရောက်ခမနဲ့အတူတူလိုဟရီပွဲကျင်းပဖို့စောင့်မျှော်နေခဲ့ပါတယ်။ ။ဒီတော့တောင်းခိုင်းရုံလုံကလေးတိကိုင်းကြောင်တွေနဲ့လိုအပ်ကြောင်တွေယူဖို့တောင်းရီကိုသွားခဲ့ပါတယ်။ခဏကြာတော့အကုန်ယူပြီးပြန်ရောက်လာခဲ့ပါတယ်။အိမ်မှာမနစ်ကရှိနေတဲ့မိကျိုတွေနဲ့ပဲချွေးမောင်တွေကအင်ကိုအနှံ့ဆင်ခဲ့ကြပါတယ်။အိမ်နောက်မှာတိကိုင်းကြောင်တွေနဲ့မိဘုံလုပ်ဖို့ပြင်ခဲ့ပါတယ်။မမေဖေဖေတောင်းမှာစူထားတဲ့ပတ်စံလေးနည်းနည်းရှိတယ်။အဲ့ဒါနဲ့မိဘုံမှာထည့်ဖို့ပစ္စည်းတွေဝယ်လာခဲ့တာ။ဒါလေးကိုအားလုံးမျှယူလိုက်ကြနော်။ရှင်ပြောတာမှန်နေ။ အခုမှပဲကျမတို့လူဟရီလုံနေရဲလို့ခံစားရတော့တယ်။မဟုတ်ရင်သူများလောက်တာကိုကြည့်ပြီးဝမ်းနေနေရတာ။စင်းရဲတယ်လို့ပဲဖြစ်ဖြစ်ငါတို့တွေလူဟရီပွဲကျင်းပါကြမယ်။ဒါမဲ့အရင်ဆုံးငါမိမငါကလေးတွေအားလုံးလူဟရီပွဲကစလို့အားလုံးအားလုံးပျော်ရွှင်ကြပါစေ။ဘုရားသခင်နဲ့ငါတို့ကိုအရင်လိုပြန်အဆင်ပြေအောင်ကူညီပေးရင်အကုန်စိတ်ချမ်းသာသွားကြမယ်။အပြစ်လုပ်ခဲ့တဲ့သူကိုလည်းပြစ်ဒဏ်ထိုက်တန့်တယ်လို့ရပါသေး။သူကြောင့်ငါတို့တွေဒီလိုဖြစ်ရတာ။အဖေ ဖေပြောတဲ့အတိုင်းပဲဖြစ်မှာပါကြည်နေလိုက်သမီးတို့ဘက်ကနေလည်းအဖေတို့ကျမ်းမပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်နော်အဲ့နောက်သူတို့တွေကတိတ်ကန်းကြောင်လေးတွေကိုမီးရှို့ပြီးလိုဟရီပွဲကျင်းပကြပါတယ်အဲ့နောက်မှာသူတို့ကမီးပုံမှန်ထည့်ရတဲ့မြေပိန်ပပောင်ထောပန်ပန်အကုန်လုံးကိုမီးပုံပတ်ပြီးထည့်ခဲ့ကြပါတယ်အဲ့ဒီအပြင်သူတို့ကဘန်ကရာအကလည်းကာကွယ်ကြပါတယ်။ပုံသက်မပါပဲကျမတို့ဘန်ကရာအကဘေးနေရာမှာပြိုစရာကောင်းလို့လေ နိုဟာရီကတော့ကျမတို့အရင်တုန်းကလုတ်ခဲ့တယ်လို့လုံးဝပြောဖို့ကောင်းတာလေကျွန်တော်မှတ်မိတယ်မလားကျမတို့ပြောခဲ့တဲ့အချိန်လေးလေတားမှတ်မိတယ်တောင်းရီတော်တော်ကခဲ့တာမမေဆုံးရင်အရက်တပတ်တော်မိုးလိုက်သေးရဲ့လေတော်စံညီတို့တွေငါ့ကိုလိန်ပြီးတိုက်လိုက်တာလေပါပဲပြပြမမေမမေအဲ့နေတော့ဘာမှမသိတော့ပဲတားရုံနဲ့အတူတူကခဲ့တာလေဒီလိုပြောစရာကောင်းတဲ့မိသားစုကဘာကြောင့်များအခုလိုစိတ်ညစ်သွားခဲ့ရတာလဲ ဘဒုကောင်မြောင်သူတို့ကိုဒီလိုဖြစ်သွားအောင်လှုပ်လိုက်ကြလေသူတို့မှာစင်းရဲလွန်းလို့လိုဟီရီရောင်မကျင်းပါနိုင်တော့ပါဘူးအိမ်မှာလည်းစားဖို့တောက်ဖို့အတွက်တောင်မှမရှိတော့ပါဘူးဒေါရီဘလူးဖြစ်ခဲ့ရတာလဲဒီလိုရင်မောပြုံးပျော်ရှင်နေတဲ့မိသားစုလေးကိုဘဒုကောင်မြောင်ဒုက္ခပေးလိုက်ကြလေဆိုတာသိရအောင်လို့ကျွန်တော်တို့တွေပုံမြင်ရဲ့အစိုးပိုင်းကိုတွားကြည့်ကြရအောင်တနေ့မှာရွာလေးတယောက်ကပန်ဂျာဘီညီကို9ယောက်ကရှောက်သွားရင်းနေပဲပန်ဂျာဘီကောင်မလေး9ယောက်ဖြစ်တဲ့ပါရူကင်ဂျယ်ပါလဝီ အရှရာနဲ့ရာဂီနီတို့ကိုသဘောကျသွားခဲ့ပါတယ်။သူတို့ကအချင်းချင်းစကားပြောကြရင်လက်ထပ်ဖို့အထိပြောခဲ့ကြပါတယ်။ကောရက်ရှင်တို့ညီကို9ရက်လုံးဟာကျမတို့ညီမ9ရက်လုံးယူဖို့စဉ်းစားပြီးပြီဆိုရင်တော့လူကြီးတွေကိုလည်းလာပြောလိုက်တော့လေ။ပြောမယ်။အင်ရောက်တာနဲ့တန်းပြိုးပြီးတော့ယူရမယ်။နောက်နေ့လိုဟရီကိုကိုရုတွေမြို့ပေါ်မှာခန်းခန်းနာနာကြီးကျင်းပကြမယ်။ကျမတို့အရန်စိတ်လှုပ်ရှားနေပြီ။တခါမှဒါမျိုးအကြီးကျယ်မလုပ်ဘူးဘူး။ညီမတို့လည်းပထမဆုံးပြောရမှာပေါ့။ ဟုတ်တယ်ငါတို့လည်းဝမ်းသာတာနဲ့ကကြတာပေါ့အင်းရောက်တဲ့အခါတန်ခါရလုံးကသူတို့မိဘတွေကိုကောင်မလေးတွေအကြောင်းပြောပြလိုက်ပြီးသူတို့ကိုအကြီးအကျယ်မင်္ဂလာဆောင်ပေးလိုက်ပါတယ်အဲဒီနောက်မှာသူတို့တွေကယောက်ျားယောက်ကတိယောက်ခမနဲ့အတူတူလူဟရီကိုပျော့ပျော့ပပဆင်နွှဲခဲ့ကြပါတယ်ဘုံတန်ကြတာနဲ့အဝန်ဒီကကဘင်္ဂလားထကားခဲ့ပါတယ်ပြီးတော့ချွေးမာရီကိုလည်းတင်ပေးခဲ့ပါတယ်ပန်ဂျာဘီတွေကလူဟရီကိုပျော့ပျော့ပပဆင်နွှဲကြပါတယ် ကလေးတွေကအစာစူကြကကြနဲ့ကျင်းပကြပါတယ်။သူတို့မိသားစုကလည်းလိုဟရီပွဲကိုကျင်းပနေကြပါတယ်။ကချိုတွေကမိဘုံထဲမှာပြင်စည်းတွေထည့်ခဲ့ကြပါတယ်။ဒီတော့ချွေးမကအမေသမီးကိုလည်းပန်ဂျာပီလိုပြောတတ်အောင်သင်ပေးပါအောင်။သင်ပေးမှာပေါ့သမီးရဲ့။အဲ့နောက်ချွေးမတွေလည်းရောက်ကချင်းရောက်ကမနဲ့လိုဟရီပွဲတော်ကိုဆင်နွှဲခဲ့ကြပါတယ်။အမေဒီလိုဟရီပွဲကအရင်ကပြောဖို့ကောင်းတယ်နော်။ တမီးတို့မိသားစုလေးနှစ်တိုင်းနေ့တိုင်းဒီလိုပျော်ရွှင်မှုတွေနဲ့ပြည့်နေပါစေပဲဆုတောင်းနေဟုတ်တယ်ချွေးမငါးယောက်လုံးကလည်းသူတို့တာဝန်တွေကိုအိမ်မှာကောင်းကောင်းထိန်းထိုင်ခဲ့ပြီးဖြစ်ပါတယ်ဒီကြားနေတာငါးယောက်ကရွာလေးကမြေကွက်တစ်ကွက်ကိုတင်းနာခေါ်ဖို့အတွက်ရွာကိုသွားခဲ့ကြပါတယ်ဒီမောင်ကိုကြီးဒီမြေကစိုက်ပျိုးရေးအရန်ကောင်းနေမြေပဲဘာဆိုင်ဆိုင်မြ мян ဖြစ်ထွန်းလောက်တယ်လိုဝရီဆိုတာကလည်းဒါကြောင့်ပဲကျင်းပါတာလေကိုယ့်ရဲ့အသေးနံတွေအောင်မြင်ပြီးဖြစ်ထွန်းလို့ပျော်ဝဲကျင်းပါကြတာ နောက်နှစ်ကျောင်းကိုတို့လည်းဒီထက်မကပြောရမှာပါဒီမျိုးကျွန်တော်လဲမွေမယ်သိန်း201သိန်း202သိန်း230ငါတို့တွေဒီမျိုးကိုအလုတ်ခံလို့မဖြစ်ဘူးငါတို့မှာသိန်း600ရှိတယ်ယူယူမယ်သိန်း231သိန်း232သိန်း340ဒီမျိုးကနေအတွက်သိန်း340တော်တော်ငါတို့မယူတော့ဘူးသိန်း341သိန်း342သိန်း600 ကိုကြီးဒီလိုက3600အထိတောင်တင်လိုက်ပြီဒီမျိုးကိုထားလိုက်ရမလားမဟုတ်ဘူးငါတို့တွေရအောင်ယူမယ်3630ကဲပတ်စံပေးပါဒီမှာပါဒီလိုနဲ့မြင်းရှင်းကသူတို့စီကပတ်စံရေးယူပြီးငွေလိမ့်ပြီးပြေးသွားခဲ့ပါတယ်ညီကို9ယောက်ကမြေကွက်ရပြီးအရန်ပြောင်းနေခဲ့ပါတယ်ဒါပေမဲ့အနီးနားကလူတွေပြောပုံဆိုပုံအရာအဲ့ဒီမြေကအမှုမကင်းတဲ့မြေဖြစ်နေတောင်ကိုသိလိုက်ရပါတယ်သူတို့ပတ်စံတွေယူပြီးမြေရှင်းကလည်းပြေးပြီဆိုတာသိလိုက်ရတော့ ညီကောင်ငါးယောက်လုံးစိတ်ထိတ်ခိုက်ခဲ့ရပါတယ်။ဖေယောသခင်မတို့တွေအမကြီးမားပြီပေါ့ဒီနေ့ရောက်ဖို့အတွက်မတို့အိမ်ကိုပေါင်ခွေလိုက်ရတာဖေဖေမေမေနဲ့မတို့မိမတွေဘယ်လိုလုပ်ကြမလဲ။ညီလေးတို့ကအခုထိကိုယ်ပိုင်လုပ်ငန်းလည်းမရှိသေးဘူးအိမ်မှာရှိတဲ့ပတ်စံတွေစောင့်နေကြတာလေအခုကအိမ်ရောပတ်စံရောမရှိတော့ဘူးဒီမြေရှင်အောင်ကအလုပ်မပေးဘူးတင်း600ယူပြီးတော့ပြေးပြီကိုကြီးရောင်မညီလေးတို့အဖိုးဘွားလက်ထက်တုန်းကအိမ်ရှိရလေအဲ့မှာပဲနေကြမယ်အေးအဲ့ဒါကောင်းတယ် ညီကုံကရောင်လုံးကမြို့ပေါ်သွားပြီးဒီအချင်းလေးကိုပြောခဲ့ပါတယ်။ပြီးတော့အထုပ်ပိုးတွေပြင်ပြီးရွာလေးကအိမ်တွေမှာနေခဲ့ကြပါတယ်။သူတို့မှာရမ်းဆင်းရတဲ့အချင်းလေးကိုရောက်လာခဲ့ပါတယ်။အနီးနားကအိမ်နီးချင်းတွေရဲ့ဆိုင်းလေးကသူတို့စားဖို့ပစ္စည်းလေးတွေမုန့်တွေတက်နိုင်တဲ့လောက်ကူညီပေးခဲ့ကြပါတယ်။သူတို့လည်းစောင်းနှင်းကြီးမှာရတာလေးနဲ့နေခဲ့ကြပါတယ်။ဒီလိုနဲ့ရန်နေနေကြတော့လူဟရီပွဲတော်ချက်ကိုရောက်လာခဲ့ပါတယ်။ဆင်းရဲလွန်းတဲ့အတွက်သူတို့မှလူဟရီမကျင်းပောင်းကြပဲစိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။ ွားပါပြီသွားပါပြီငါတို့ဘုံကြီးတော့သွားပါပြီအဖေအရန်ချက်နေလေဒီဆောင်လေးကိုခြုံထားလိုက်ပါအေးပါတမီးရဲ့တသက်နဲ့တကူငါတို့ဘုံမှာအဲ့လောက်ဆင်းရဲတာမျိုးမကြုံဘူးကိုတောင်းပန်ပါလေဖေဖေဒါသားတို့ငါရောက်ရဲ့အမားကြောင့်အခုလိုနေရတွေ့ကြုံနေရတာပါမဟုတ်ပါဘူးသားတို့ရဲ့သားတို့အပြစ်မဟုတ်ပါဘူးဒါလေးဘုံကမှာဒီအတိုင်းကြုံဖို့ပါလာလို့ပါမြေရှင်ကြောင့်ဖြစ်ရတာနောက်ကြရင်တွေ့ရမှာပေါ့ တနေ့မှာချွေးမ9ရောက်လုံးကမြေကမ်းနားမှာရေခတ်ဖို့သွားတော့မြေရှင်းကတခြားဇုံတွေးနှစ်ယောက်ကိုလည်းလူလိမ့်လုပ်ပြီးပတ်စံလိမ့်ဖို့ကြိုးစားနေခဲ့ပါတယ်။အကိုစိတ်မညစ်စေရပါဘူး။ဒီတိတ်နေရတဲ့မြေကပုံမှန်ထက်ကိုပိုတန်နေပါပြီ။ကျွန်တော်တေချာလေ့လာပြီးသားပါ။ကျွန်တော်လူတော်တော်များများကိုရောင်းမှုတယ်။မြို့ပေါ်ကညီကို9ယောက်ကိုရောက်ဖို့သူတို့ဆို မြို့ပေါ်မှာအဆင်ပြေနေကြပြီ။မမကြီးအဲ့ဒီမြေရှင်ကကျမတို့ယောက်ျားတွေအကြောင်းပြောနေတာမလား။ तू ကအရင်ငွေလိမ်သွားတဲ့မြေရှင်များလား။လား ကျမတို့တွေသူ့ကိုအမိအယာဖဲရမယ်ပြီးတော့သူ့ကိုကောင်းကောင်းပညာပေးမှရမယ်ဟုတ်တယ်လာဒီလိုနဲ့ညီမငါရလုံးကမြေရှင်ကိုအမိဖမ်းပြီးသူ့ကိုဖမ်းတဲ့နေရိုက်ခဲ့ပါတယ်ပြီးနောက်မှာမြေရှင်ကသူ့ဟာသူ့ကိုအကြောင်းစုံပြောခဲ့ပါတယ်ကျမတို့ပြောတာပဲဒီလူကတကယ့်ကိုလူလိမ်လူညာကြီးပါသူကအရင်ကကျမတို့စီကနေအများကြီးငွေတွေလိမ်ပြေးသွားခဲ့သေးတယ်ကဲအခုချက်ချင်းငါတို့ကိုပြောစမ်းပတ်စံတွေအကုန်လုံးငါတို့ကိုပေးပါလားမပေးဘူးလား တော်ပါတော့စောင်းရင်းကြတော့ပို့နာတယ်ပတ်စံတွေအကုန်ပြန်ပေးပါမယ်ကျေးဇူးပါအမရဲ့ဒီလိုလူလက်ကနေကျမတို့ကိုကယ်တင်လိုက်တာပဲမဟုတ်လို့ကတော့ကျမတို့လည်းအမတို့လိုဒုက္ခရောက်နေလောက်ပြီအဲဒီနောက်ချွေးမဟာရလုံးကပတ်စံယူလိုက်ပါတယ်ပြီးတော့အိမ်ပြန်လာပြီးအဖြစ်ပြက်တွေအကုန်လုံးကိုပြောပြလိုက်ပါတယ်အဲဒီနောက်သူတို့ကမြို့ကိုပြန်သွားပြီးအရင်လိုအိမ်ကြီးမှာအေးအေးဆေးဆေးနေနေထိုင်တော့ခဲ့ကြပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။